အားလုံးပဲမင်္ဂလာပါမြန်ခရစ်တောင်းနေပြန်ပြီးတော့ကြိုးစားပါရယ်ကျွန်တော်ကတော့ခုဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ Binance ကနေပြီးတော့ Future Master Arena ဆိုရဲပွဲလေးတစ်ခုလုပ်နေရယ်ပေါ့နော်ဒီပွဲမှာပါဝင်ပြီးတော့ reward တွေဘယ်လိုမျိုးရအောင်ယူလို့ရနိုင်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ Future Master Arena ဆိုရဲ page ကိုရောက်ဖို့လုပ်ရယ်ဒီ page ကိုရောက်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီ link ကိုလည်း description မှာထည့်ပေးလိုက်မယ်အကယ်၍ mobile phone ကနေဆိုရင်လည်းကျွန်တော် future ဆိုတဲ့ tab လေးတွေကိုရောက်အောင်သွား ဲ့ဒီနေရာကိုရောက်ပြီဆိုရင်ထိန်သားမှာအဆက်ကလေး30ရှိတယ်။အဲ့ဒီအဆက်ကလေး30ကိုနှိပ်လိုက်ပြီးပြီဆိုရင်ကျွန်တော်တို့ feature ဆိုတဲ့အထဲမှာ future arena ဆိုတဲ့ icon လေးရှိတယ်ပေါ့နော်။အဲ့ဒီအထဲကိုရောက်အောင်သွားလိုက်ပါ။ဒါဆိုရင်ဒီ page နဲ့အတူတူပဲဖြစ်သွားပါလိမ့်မယ်။ mobile phone မှာလည်းဒီပုံစံအတိုင်းမြင်ရပါလိမ့်မယ်။ price pool အနေနဲ့ဘယ်လောက်အထိပါလဲဆိုတော့ဒေါ်လာ၄သိန်းခွဲအထိပါတယ်။ပြီးပြီဆိုရင်တခြား token airdrop တွေလည်းများများစွာပါအောင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ round 1ပဲရှိသေးတယ် round 1ကိုဘယ်ကနေဘယ်အထိကျင်းပမှာလဲဆိုတော့၄လပိုင်း16ရက်နေ့ကနေပြီးတော့9လပိုင်း31ရက်နေ့အထိဖြစ်ပါတယ်ဆိုတော့စခဲ့တာတော့၄လပိုင်း16ရက်နေ့ကနေစခဲ့တယ်ကျွန်တော်တို့အခု9လပိုင်းနေ့မှာ video တင်ပေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့9လပိုင်း31ရက်နေ့အထိဆိုတော့အချိန်နေအများကြီးကျန်သေးတယ်ဝင်ပြီးတော့ join မဲ့သူတွေ join လုပ်ရတယ်ပထမဆုံးအရေးကြီးဆုံးတစ်ချက်ကတော့ကျွန်တော်တို့ဒီ page ကိုရောက်အောင်တော့ပြီးရင် join ဆိုတဲ့ button လေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးမှိန်နေပြီဆိုရင်တော့ join မိသားဖြစ်နေပြီပေါ့နော်လင်းနေတယ်ဆိုရင်နှိပ်ပေးလိုက်ပါအဲ့တော့ပထမဆုံးအနေနဲ့ join ဆိုတဲ့ button ကိုနှိပ်ရမယ်ပြီးပြီဆိုရင်ပါဝင်မှုအတွက် requirement တွေရှိတယ်ပေါ့နော်ဘာတွေလိုအပ်လဲဆိုတာလေးကိုကျွန်တော်ပြောပြပေးခြင်းတယ်ပါဝင်မှုအတွက်ဆိုရင်တော့ကျွန်တော် regular test တွေရှိတယ်ဒီ test တွေကိုလုပ်ရမယ်ဒီ test တွေကိုလုပ်ပြီးတော့ကျွန်တော်တွေက star တွေစုရမယ် cherry တွေစုရမယ်ပေါ့နော်ဒီ cherry များရဲ့များတဲ့လောက်ကျွန်တော်တို့ ranking နဲ့တက်လာမယ်ပြီးပြီဆိုရင် multiple battles တွေလည်းပါမှာဖြစ်ပါတယ် battles တွေကိုဝင်ကြွား ဒီ battery တွေကနေပြီးတော့ battery fee တွေကနေ star တွေရနိုင်တယ်လို့ reward token တွေလည်းရနိုင်မှာဖြစ်ပါတယ်ဒီ star တွေအပေါ်မူတည်ပြီးတော့ future master ranking ဆိုပြီးတော့စီစဉ်ထားတယ်ဗောနော်ဒီ rank မှာထိတ်ကိုရောက်လေ reward ကပို့ပြီးတော့ရနိုင်မယ့်ပုံစံမျိုးဖြစ်ပါတယ် reward price pool အနေနဲ့ကတော့၄သိန်းခွဲအထိရနိုင်တယ်ဒါကဘယ်လိုမျိုးရနိုင်လဲဆိုတာကိုပြောပြပေးတာပါအဲ့တော့ eligible participant တွေကအနည်းဆုံးစုစုပေါင်း total trading ပေါ်လို့အနေနဲ့ဒေါ်လာ9000တော့ရှိဖို့လိုအပ်တယ် future မှာဒေါ်လာ9000 trading volume ဆိုတာကကျွန်တော် leverage ယူပြီး trader တွေနဲ့ဆိုရင်ဘယ်လောက်မှများတဲ့ပမာဏတော့မဟုတ်ဘူးပေါ့နော်ဒါကကျွန်တော် airdrop price pool တွေကနေရဖို့အတွက်ဖြစ်ပါတယ် airdrop price pool တွေလိုချင်တဲ့ဆိုရင်အနည်းဆုံးဒေါ်လာ9000 trading volume ရှိရမယ်ဒါပေမဲ့ price pool ကနှစ်ခုပါတယ်ပေါ့နော် airdrop price pool ရဲ့ကျွန်တော်တို့ဒီပုံမှန် price pool တစ်ခုရှိသေးတယ်ဒီ price pool ကကြတော့အနည်းဆုံးဒေါ်လာ900 trading volume ရှိအောင်နေရမှာဖြစ်ပါတယ်ဒါက rules ပေါ့နော်ကဲဆက်ပြီးတော့ကြည့်ရအောင် ဒီအောက်မှာဆိုရင်ကျွန်တော် home page တို့ my dashboard တို့ပါတယ် home page ဆိုတာကတော့ဒီ future arena ကျွန်တော်တို့ join လုပ်ရတဲ့ page ကိုပြောတာဖြစ်ပါတယ် my dashboard ဆိုတာကတော့ကျွန်တော်တို့ဒီဘလောက် star တွေရထားလဲ trading ball လို့ဘလောက်ရှိလဲဒါတွေကိုပြပေးတဲ့နေရာလေးဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့နာမည်လေးတစ်ခုရှိမယ်ပြီးပြီဆိုရင်လက်ရှိအချိန်မှာရှိနေတဲ့ star အရေအတွက်ကိုပြပေးထားတယ် star 50ရှိနေပြီဖြစ်ပါတယ် ဒီ star 90ကိုဘယ်လိုမျိုးရလဲဆိုတာလဲကျွန်တော်ပြီးရင်ပြောပြပေးမယ်ပေါ့နော်ဒါကြောင့်မလို့ဗီဒီယိုလေးကိုစောင့်အောင်ဆက်ပြီးကြည့်ပေးပါဒါလေးကိုရှင်းပြပေးခြင်းနဲ့အလောစင်မှာ run ရင်းအနေနဲ့ကတော့ကျွန်တော်တို့ဒါ join နောက်ကြတဲ့အတွက် run 1000ရက်တပါရှိနေရပေါ့နော် trading volume ကတော့ဒါ coming color အတွင်းကျွန်တော်တို့ဒီ၄လပိုင်း16ရက်နေ့ကနေနောက်ပိုင်းမှာ trade ထားတဲ့ trading volume ကိုထည့်ပေးထားတာဖြစ်မှထင်တယ်1200အထိပြထားတယ်အဲ့တော့သေးကြတယ်ကျွန်တော် trading volume 9000လို့ပြောတဲ့အတွက်ဒီ1200ကမှီသွားပြီပေါ့နော် ပြီးပြီဆိုရင် expected reward အနေနဲ့ကတော့ဒါ0ပဲပြနေသေးတယ်။ဘာလို့ reward တွက်မရသေးတာလဲဆိုတော့ကျွန်တော်ကအစတုန်းက star 50မရှိဘူးပေါ့နော်။အခုလေးမှတက် star 50ရထားတာဖြစ်ပါတယ်။အဲ့တော့နောက်နေ့ဆိုရင်တော့ block reward ရမယ်ဆိုတာကိုဒီညမှာပြပေးမယ်လို့ထင်တယ်။ပြီးပြီဆိုရင် master ဒီ future master arena ကိုဘယ်လိုမျိုး join ရမလဲဆိုတာကိုမေ့သွားရင်ထပ်ပြီးတော့အောက်မှာ view account ဆိုပြီးတော့ပြပေးထားတယ်။ step 1အနေနဲ့ join ကိုနှိပ်ရမယ်။ပြီးရင် star တွေစုရမယ်။ပြီးရင် reward ရမယ်။ဒါပဲပေါ့နော်။ရှင်းရှင်းလေးပဲဖြစ်ပါတယ်။ price pool ကိုဆက်ကြည့်ရအောင် price pool အနေနဲ့နှစ်မျိုးပါပါတယ်ပထမတစ်ခုကတော့ master ranking price pool လို့ခေါ်တယ်ဒါကဒေါ်လာ2သိန်းအထိပေးမယ်ပြီးရင် airdrop price pool အနေနဲ့ token 4မျိုးပေးသွားမှာဖြစ်ပါတယ်ပထမတစ်ခုကတော့ BNB 30အထိပါတယ်ပြီးရင် Kaba 2400အထိရှိတယ်ပြီးရင် INIT 13900အထိပါတယ်ပြီးရင် banana token တွေပါမယ်ဒီ token 4မျိုးကို airdrop price pool အနေနဲ့ပေးမှာဖြစ်ပါတယ် ဘယ်လိုမျိုးပေးမလဲဆိုတာသိချင်တယ်ဆိုရင်ဒီစာအုပ်လေးကိုနှိပ်ကြည့်လို့ရတယ် view mode ပေါ့နော်ဒါက price pool နှစ်ခုပါတယ်လို့ပြောထားရပါတော့နော် master ranking price pool အနေနဲ့ကပါဝင်တဲ့သူဘယ်သူမှမရှိဘူးဆိုရင် price pool 9000ရှိမယ်ပေါ့နော်သိကြတယ်အခုချိန်မှာ price pool က2သိန်းလုံးပွင့်နေပြီဖြစ်ပါတယ်ပါဝင်သူ10000ကျော်သွားပြီဖြစ်တဲ့အတွက် price pool ဒေါ်လာ2သိန်းပွင့်သွားပြီဒီ price pool ကိုရဖို့အတွက်ဆိုရင်ကျွန်တော်တို့က future မှာ trading volume အနည်းဆုံးဒေါ်လာ900ရှိထားဖို့လိုအပ်ပါတယ်ဒါက master ranking price pool အတွက် နောက်တစ်ခု airdrop price pool ဆိုတာရှိသေးတယ်။ airdrop price pool ကကြတော့ခုနကဒီနေရာမှာရှိတဲ့ BNB တို့ Kaba တို့ပြီး INID တို့အစရှိတဲ့ token တွေကိုရဖို့အတွက်ဆိုရင်တော့အနည်းဆုံး trading volume လို့9000တဲ့အထက်ရှိရမှာဖြစ်ပါတယ်။အဲ့တော့ price pool နှစ်ခုကိုခွဲပြီးတော့မြင်ဖို့လိုအပ်တယ်ပေါ့နော်။ဒါကတော့စုတွေဘယ်လိုမျိုးပေးသွားမလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ future master ranking အနေနဲ့ထိတ်ဆုံးရောက်နေတဲ့သူကတော့ M Lock ဆိုတဲ့တရားပေါ့နော်။ သူဆိုရင် cherry ဘလောက်အောင်စုထားလဲဆိုတော့ starbound 410အထိစုထားတာဖြစ်ပါတယ် starbound 410ကနေ reward ဘလောက်အထိပြန်ရနိုင်လဲဆိုတော့ဒေါ်လာ9000ကျော်အထိပြန်ရနိုင်မှာဖြစ်ပါတယ် cherry များများစုရင် price တွေများများရမယ်ဒုတိယနေရာမှာရှိတဲ့တယောက်ကိုကြည့်မယ်ဆိုရင် cherry 396လုံးအထိစုထားတယ် price pool အနေနဲ့ USDT 2000အထိရနိုင်တယ်လို့ပြထားတယ်တတိယနေရာမှာရှိတဲ့သူဆိုရင် cherry ပေါင်း253လုံးစုထားတယ် expected reward အနေနဲ့ဒေါ်လာ16000အထိရနိုင်တယ်ဆိုတာကိုပြပေးထားတယ်။ဒီအောက်မှာလည်းကျွန်တော်တို့ rank အနေနဲ့ပြပေးထားတယ်ပေါ့နော်။ဒါက expected reward တွေပြီးပြီဆိုရင်သူတို့မှာရှိနေကျဲတွေအရေးအတွက်သူတို့တွေရဲ့ trading PNL တွေကိုတွားကြည့်လိုက်မယ်ဆိုရင်အရင်ချင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်။အဓိကကတော့ဒီကျဲတွေကိုရအောင်စုထားနိုင်လို့ဖြစ်ပါတယ်။ဒီတယောက်ကိုထောက်ကြည့်လိုက်တဲ့ဆိုရင်ကျွန်တော်တို့ဒီသူ့ရဲ့ ROI တွေကိုပြန်တွေ့ရမယ်ပေါ့နော် daily ROI အနေနဲ့0.48%အထိရှိတယ်ဒါပေမဲ့ဒီ total ROI နေမှာဆိုရင်တော့တောက်လျှောက်အရှုံးပြနေတယ် ဒေါ်လာ4မီလီယံကျော်တော့အရှုံးပြထားတယ်ပေါ့နော်ဒီတယောက်ဆိုရင်ပြီးပြီဆိုရင်ဒုတိယတယောက်ဆိုရင်လည်းကြီးလိုက်လို့ရတယ်ဒုတိယတယောက်ဆိုရင်လည်းဒါလက်ရှိကမ်ပိန်းကာလမှာတော့နီရာကိုကျွန်တော်တွေးလိုက်တယ်ပေါ့နော်အဲလက်ရှိကမ်ပိန်းကာလမှာဆိုရင် ROI ကနီးနေတယ်ဒါပေမဲ့သူကတော့တိုတယ် ROI တွေကတော့အကောင်ပြနေသေးပါတယ်အဲ့တော့ပုံစံမျိုးပေါ့နော်အဲ့တော့အဓိကကဂျယ်ရီဆုတ်တက်တယ်ဆိုရင်ဒီလိုနေရာမျိုးတွေကိုရောက်လာနိုင်မှာဖြစ်ပါတယ်ဂျယ်ကိုဘယ်လိုမျိုးဆုတ်ရမလဲဆိုတာကိုလည်းကျွန်တော်ပြီးရင်ဆက်ပြောပြပေးမယ် ဒါကြောင့်ဗီဒီယိုကိုအဆုံးထိကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်တာပါအရင်ဆုံးကျွန်တော်တို့ price allocation ဘယ်လိုမျိုးပေးမလဲဆိုတာကိုကြည့်ကျင်နေဆိုရင်ဒီ link လေးကိုနှိပ်ကြည့်လိုက်လို့ရတယ် viewmaster ranking price pool allocation ဆိုတဲ့အဝါရောင်စာတမ်းလေးကိုနှိပ်လိုက်တဲ့ဆိုရင်ဘယ်လိုပေးမလဲဆိုတာကိုပြပေးထားတယ်ပထမဆုံးရတဲ့သူကစုစုပေါင်း final price pool ရဲ့25ရာခိုင်နှုန်းကိုရရှိမယ်ဒုတိယဆုံးသမားက price pool ရဲ့10ရာခိုင်နှုန်းကိုရရှိမယ်ဒီလိုမျိုးအစစ်စစ်ပေးသွားလိုက်တာ90ကနေ100အတွင်းရှိတဲ့သူတွေဆိုရင် final price ဘူးရဲ့ဆေးရခိုင်နှုန်းကိုအငြင်းများခွဲဝေရရှိမယ်21ကနေ90အတွင်းဆိုရင်ကျွန်တော်တို့ဒီဆေးရခိုင်နှုန်းကိုအငြင်းများခွဲဝေရရှိမယ်အဲ့တော့21ကနေ90ဆိုရင်လူကနည်းတာကိုနည်းတဲ့အတွက်တန်ပါဆန်ကိုခွဲယူရတဲ့အချိန်မှာပို့ပြီးတော့ရမယ်90ကနေ100တေးကြတာ90တော့မဖြစ်နိုင်51ဖြစ်ရမယ်ပေါ့နော်51ကနေ100အထိဆိုရင်လူကပုံများသွားတယ်လူပုံများတဲ့အတွက်တန်ပါဆန်ကိုခွဲရမှာဖြစ်တဲ့အတွက်အာဒီ run နဲ့ share တော့နေတာကိုတွေ့ရလိမ့်မယ်ပေါ့နော်ဒီလိုမျိုးခွဲဝေသွားမယ်နောက်တစ်ခု eligible user eligible user ဆိုတာခုနကကျွန်တော်ပြောခဲ့ trading volume တွေပြည့်မီတယ်ဆိုတော့ eligible ဖြစ်နိုင်တယ်ပေါ့နော်ဒီ eligible participant တွေကအနည်းဆုံးကျယ်ဆယ်လုံးစုထားရုံနဲ့တင် final prize pool ရဲ့15ရာခိုင်နှုန်းကိုခွဲဝေရရှိမယ်ကျွန်တော်ဆိုရင်ဒါအခုကျယ်90အထိစုပြီးသွားပြီပေါ့နော်အဲ့တော့ဒီကျယ်90ကကျွန်တော်ဘာ trading မှမလုပ်ဘဲနဲ့ရထားတဲ့ကျယ်90ဖြစ်ပါတယ်ဆက်သွားမယ်ပေါ့နော်နောက်တစ်စက် အဲ့တော့ဒီအောက်မှာဆိုရင်ဘာကြီးဆက်ပါသေးလဲဆိုရင်အာ top trader တွေသူတို့ရဲ့ PNN နဲ့ ROI တွေကိုလည်းဒီအောက်မှာပြပေးထားတယ်ဒီဘက်ကတော့ star ranking ပေါ့နော် star ranking မှာတော့ mlow ဆိုတဲ့တယောက်က430နဲ့ဥဆောင်နေပါတယ် butterfly ဆိုတာကကျွန်တော် cherry စုလို့ရတယ်ဒီကနေ့တဆင်ဆက်ပြီးတော့ reward တွေလည်းရနိုင်သေးတယ်ခုနကကျွန်တော်ဒီ future master ranking ကရတဲ့ reward အပြင်ဒီ event တွေကနေပြီးတော့လည်း butterfly မှာရှိနေတဲ့ event တွေကနေပြီးတော့လည်း campaign တွေကနေပြီးတော့လည်း reward တွေရနိုင်သေးတာဖြစ်ပါတယ်။လက်ရှိ ongoing အနေနဲ့ကျွန်တော်တို့ battle fee ၄ခုရှိပါတယ်။ပြီးသွားတာ၂ခုရှိပါတယ်။ရှိမှဆိုရင် cover trading challenge နဲ့ IND trading challenge ဆိုတာပြီးသွားပြီ။ ongoing အနေနဲ့ဆိုရင်ကျွန်တော်တို့ဒီ banana trading challenge ရှိတယ်။ပြီးရင် new v trading challenge ရှိတယ်။ပြီးရင် ROI rank high ရှိတယ်။ပြီးပြီးဆိုရင် ဒီ PNN computation ဆိုပြီးတော့၄ခုရှိတယ်ဒီ၄ခုကိုအရင်ဆုံးကျွန်တော်တို့ join down လေးတွေ live နှိပ်ဖို့လိုတယ်ဒါလေးကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့သူ့ရဲ့တခုချင်းစီရဲ့ campaign page ကိုရောက်တယ်ပေါ့နော်ဒီကိုရောက်ပြီဆိုရင် future PNN computation မှာဆိုရင်ကျွန်တော်တို့ price book ကဒေါ်လာတစ်သိန်းအထိပေးမှာကိုတွေ့ရတယ် activity က25ရက်အထိကျန်သေးတယ်အဲ့တော့ဒီ share activity ဆိုတဲ့နေရာလေးမှာ join လို့ပေါ်နေရဆိုရင် join ဆိုတာလေးကိုနှိပ်လိုက်သူ့မှာလည်းကျွန်တော်တို့ဒီ campaign အရဒေါ်လာတစ်သိန်းဘို price book ပါတာဖြစ်ပါတယ် တော်လို့စင်မှာတော့ဒီပထမစုကဘလောက်ရမယ်ဆိုတာတွေကပေါ်မနေသေးဘူးပေါ့နော်ဝင် join နဲ့သူများရင်များသလောက် price book ကတိုးသွားမယ်ဝင် join တဲ့သူ9000ကျော်ရယ်ဆိုရင် price book တသိန်းအထိပွင့်မယ်ပေါ့နော်လောလောဆယ်9000မပြည့်သေးလို့လည်းဖြစ်နိုင်တယ်အာဒီ campaign ကို join တဲ့သူပြောတာပေါ့နော် campaign နှစ်ခုသွားပြီးတော့ရောမမြင်ပါနဲ့ဒါကကျွန်တော်တို့ဒီ future arena တွေက campaign အခွဲလေးတစ်ခုကျွန်တော်နောက်ထပ်တစ်ခုကတော့ banana trading challenge ဖြစ်ပါတယ် banana trading challenge ကလည်းဒီ ုံလေးကိုနှိမ့်လိုက်ရင်ကျွန်တော်ဒီ page ကိုရောက်သွားလိမ့်မယ်ပေါ့နော် banana trading ချစ်လက်ကတော့9ရက်ပဲကျန်တော့တာဖြစ်ပါတယ် activity ကပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့14ရက်နေဆိုရင်ပြီးမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဘလောက်အထိ banana token တွေပေးမလဲဆိုတော့ပြပေးထားတာအာ16တန်းကြော်တယ်ပေါ့နော်16တန်းကြော်တဲ့ banana token တွေကိုပေးသွားမှာဖြစ်ပါတယ် banana token တွေရဖို့ဆိုရင်ကျွန်တော်တို့ကလည်းဒီအတွက်ဒီ campaign လေးတစ်ခုအတွက်ထပ်ပြီးတော့လုပ်ပေးရမယ့်အရာတွေရှိသေးရပါတော့ပထမဆုံးအတွက်ဆိုရင် ဘနာနာတုတ်ကင်နေ၈သိန်းခွဲအထိရမယ်ဒီလိုမျိုးအစစ်စစ် run alive ပေးသွားမယ်အထိတ်ဆုံးမှဥဆောင်နေတဲ့သူကတော့ကျွန်တော်တို့ unlock ဆိုတဲ့သူပဲဖြစ်ပါတယ်သူ့ရဲ့ trading ball က983တန်းဆိုတော့တော်တော်များတဲ့အထက်မှာပါတယ်ပေါ့နော်ဒါလောက်များတဲ့ trading ball ကတေးကြရတဲ့ဒါသူ့မှာ multi pillar တခုရှိရပေါ့နော်အဲ့ဒီ multi pillar ကဘယ်မှာကြည့်လို့ရလဲဆိုတော့ဒီအောက်မှာလာကြည့်လို့ရတယ်သူက banana 31ဆိုတဲ့ USDM contract ကိုတုံးပြီးတော့ trader ဆိုရင် trading ball ကို၃ဆမြောက်မှာဖြစ်ပါတယ ဒီလိုပုံစံမျိုးနဲ့သွားတယ်အဲ့တော့ဒါကတော့ banana token တွေကို trade ဖို့အာသူကမဲဆွဲထားတာဗောနော banana trade ချဲ့လဲဖြစ်တဲ့အတွက် banana 30 way USDT ဆိုရဲ trade pay ကို trade တယ်ဆိုရင် trade wall ကအာ3ဆမြောက်ပြီးတော့ဒီညမှာပြပေးမှာဖြစ်ပါတယ်အဲ့တော့ပထမအစစ်မှာရှိနေတဲ့သူကနေ့စဉ်ကျဲအလုံး20ရနေတာဖြစ်ပါတယ်ဒီလိုနီးနေတဲ့သူကကျဲ430ရအောင်စုထားတာဗောနော်ဒုတိယနေရာမှာရှိနေတဲ့သူက တနေ့ကိုကျေ7လုံးရမှာဖြစ်ပါတယ်ဒါကမိန်းစကလေးကတည်းထိတ်ဆုံးနေရာမှာရှိလာတယ်ဆိုရင် तू ကတနေ့ကို20 20နဲ့ရလာတာဖြစ်ပါတယ်ဒီလိုပုံစံမျိုးပေါ့နော်ဒါက star တွေစုရဲ့အပိုင်းဒီကမိန်းလေးကနေမှာကျွန်တော်တို့ star တွေထပ်ပြီးတော့စုလို့ရတဲ့အပိုင်းပေါ့နော်ဒါက trading လုပ်ရမှာဖြစ်တဲ့အတွက်အခုမှ trade ကိုစမ်းနေတဲ့သူတွေဆိုရင်တော့ risk တွေရှိတာကိုနားလည်ထားဖို့လိုတယ်။ဒါပေမဲ့ trade စရာကြီးအတွက်ဆိုရင်တော့ကျေဘယ်လိုမျိုးစုရမလဲဆိုတဲ့နည်းတစ်ခုဖြစ်ပါတယ်။27ကနေ run ဲကိုဝင်သွားပြီဆိုတာနဲ့တနေ့ကိုကျွန်တော်တို့ daily star တစ်လုံးစီရမယ် campaign ပြီးကန်ဒီ9ရက်အထိဆိုကြတော့9ရက်ကြံသေးတယ်ဆိုတော့အဲ့ဒီ run ကိုတာဝင်နိုင်နေဆိုရင်ကျဲ9လုံးရမှာဖြစ်ပါတယ်ဒါ9လုံးရပြီပေါ့နော်ဒါက banana trading channel နောက်တစ်ခုကကြတော့ new trading channel အဲ့ဒီလိုပဲကျွန်တော်တို့ trading channel တွေကတစ်ခုနဲ့တစ်ခုလောက်ရမယ် test တွေကတော့ကြွားတယ်တစ်ခုချင်းစီကိုပြောနေဆိုရင်တော့ကျွန်တော်တို့ဒီနေ့ video ကတော်တော်နဲ့ပြီးမှမဟုတ်တော့ဘူးเนาะဒါကတော့သိကြတယ်အစ်စ်လေးတွေအတွက်ပဲဖြစ်တယ် သူတို့ကတော့ reward ကို9000ကို share ပြီးတော့ရမှာဖြစ်ပါတယ် activity ပြီးဖို့အတွက်25ရက်ကျန်သေးတယ် share activity ဆိုတဲ့နေရာလေးမှာ join ဆိုတဲ့ button လေးပေါ်နေလိမ့်မယ်ဒီညာကိုနှိပ်လိုက်ရင်ရပြီဒါ new v ဆိုတာက future trading ကိုအခုမှစပြီးတော့ account ဖွင့်လိုက်တဲ့သူတွေကိုပြောတာပေါ့နော်အကောင့်ကိုအခုမှစဖွင့်နေတဲ့သူတွေဆိုတော့အဲတိုင်းသမားတွေရှင်လဲဒါဝင် join လို့ရနိုင်တဲ့ season တစ်ခုဖြစ်ပါတယ် user 10000ခွဲရှိပြီဆိုမှ9000 USDT price ပို့ပွင့်မှာဖြစ်ပါတယ်လောလောဆယ်မှာတော့ user က9100 sorry 9001ပဲရှိသေးတာဖြစ်တဲ့အတွက် price pool က3000တောင်မပွင့်သေးဘူးပေါ့နော်1000ခွဲပဲပွင့်သေးတာဖြစ်ပါတယ် user 1000ပြည့်မှသာလေ3000ပွင့်မယ်အများကြီးလို့သေးတယ်ပွင့်ဖို့အတွက်ပေါ့နော်လက်ရှိအချိန်မှာ new v တဲကပထမကိုယူထားတဲ့သူကတော့ go play ဆိုတဲ့တရားပေါ့နော်ဒီမှာဆိုရင်သူရဲ့ trading ball လူကတော့ညားတာကိုတွေ့ရတယ် trading ball လူတလောက်နဲ့ဥဆောင်နေပါတယ် ဒီလိုမျိုး trade ပေါ်လူတွေအများကြီးရဖို့အတွက်ကျွန်တော် fees တွေလည်းမနေပေးရမယ်ပေါ့နော်ပရမစုရမှဒီကနေဒေါ်လာ1500ရမှဖြစ်ပါတယ်ဒါပေမဲ့သူကဘာကြောင့် trade ပေါ်လူတွေကိုမြောင်းအောင်လုပ်နေတယ်လဲဆိုတော့ဒီပေးတဲ့ USDT reward အပြင်ပေါ့နော်ကျွန်တော်ဒီအောက်မှာပေးတဲ့ star တွေရှိသေးတယ်အခုနကလိုပဲပထမစုနေရာမှာပထမနေရာမှာနေ့စဉ်နေနိုင်နေဆိုရင်ဒီနေ့ကိုကျေအလုံး20ရမှဖြစ်ပါတယ် new video တွေအတွက်လည်း star ကိုမြတ်မြတ်တတ်တာပေးထားတယ်ခုနက bananas မှဝင်ပြီးတော့ trader ဆိုရင်လည်းကျေကတနေ့အလုံး20ရမယ်ဆိုတော့တနေ့ကိုအလုံး20တာပထမနေရာမှာယူပြီးတော့ကျေတွေစုနေမယ်ဆိုရင်ကမ်ပိန်းပြဖို့က25ရက်လိုသေးရပေါ့နော်ကျေတွေကပို့ပို့ပြီးတော့တိုးလာမှာဖြစ်ပါတယ်ဒီလိုပုံစံမျိုးနဲ့ကျေတွေစုလို့ရတယ်ဒါကကျေစုရဲ့နောက်ထပ်နီးတစ်ခုဒီ accommodation တစ်ခုချင်းစီတိုင်းမှာကျေတွေစုလို့ရတာဖြစ်ပါတယ်ဒါအပြင်နောက်ထပ် regular test ဒါကိုအဓိကပြောပြပေးမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ ခုနက budget fee ဆိုတာကကျွန်တော် trading လုပ်ရမယ့်အရာတွေအများကြီးပါတယ်ဒီ regular task ဆိုတာကကြတော့ trading မလုပ်လဲရမယ့်ပုံစံမျိုးဖြစ်ပါတယ်ဒီမှာဆိုရင်အခုမှဒီ first time account ဖွင့်တဲ့သူတွေ first time deposit လုပ်လိုက်ရုံနဲ့တင်ကျေ၅လုံးရမယ်ကျွန်တော်ကတော့အခုမှ account ဖွင့်တာမဟုတ်တဲ့အတွက် not eligible ပြနေတယ်ပေါ့နော်ဒါအခုမှ account ဖွင့်တဲ့သူတွေဆိုရင်ပထမအဆုံးအနေနဲ့ဒေါ်လာ100နဲ့အထက် deposit လုပ်လိုက် single transaction ပေါ့နော်တစ်စဲစဲကလွှဲလို့မရဘူး ဒေါ်လာ100ကိုတခါတည်း first time deposit လုပ်လိုက်ဘယ်ကိုပို့ရမှာလဲဆိုတော့ future wallet ထဲကိုပို့ရမှာပေါ့နော်ဒါဆိုရင်ကျဲငါးလုံးရမယ်ပြီးရင် first time future trade ပထမဆုံးအချိန် future trade လိုက်တာနဲ့တည်း trading volume ဘလောက်ပဲဖြစ်နေပါစေကျဲ15လုံးရမယ်အဲ့တော့ဒီမှာကျဲဘယ်နှလုံးရပြီလဲဆိုတော့အလုံး20ရပြီပေါ့နော်ပြီးရင် first time BFUSD holding ဆိုတာရှိရယ် BFUSD ဘာလဲဆိုတာသိကျင်နေဆိုရင်ကျွန်တော် BFUSD နဲ့ပတ်သက်တဲ့ video တစ်ပုဒ်လုပ်ပေးထားတာရှိတယ် BFUSD မြန်ခရစ်တိုလို့ YouTube မှာရှာကြည့်လိုက်ဒါဆိုရင် BFUSD ရဲ့အကြောင်းပုံကိုတွေ့ပါလိမ့်မယ်အဲ့ဒီမှာကျွန်တော်တို့ BFUSD 100နဲ့အထက်ကင်ထားတယ်ဆိုရင်ကျဲအလုံး20ရမှာဖြစ်ပါတယ်ဒါကတော့တစ်ချိန်မဲရမယ့်အရာတွေပေါ့နော် BFUSD 100နဲ့အထက်ကိုပထမဆုံးအချိန်ဟိုးရမယ်အနည်းဆုံးတစ်နှစ်ပြည့်အောင်ထားမယ်ဆိုရင်ကျဲအလုံး20ရမှာဖြစ်ပါတယ်ဒီ၃ခုနဲ့တင်ကျွန်တော်ကျဲဘယ်လောက်ရပြီလဲဆိုတော့20 35 35 40ရနေပြီဖြစ်ပါတယ် ဒီနောက်ဆုံးတစ်ခုကတော့လုံးဝအကျဉ်းဆုံးဖြစ်ပါတယ်။ Battlefield တွေကိုကျွန်တော်တို့တွေက join ရုံနဲ့တင်ကြည့်ရမှာဖြစ်ပါတယ်။မိုက်တယ်နော်။ဒီ Battlefield မှာရှိနေတဲ့ campaign တွေကိုကျွန်တော်တို့တကယ်ဝင်ပြီးတော့ trade လဲရတယ်။မ trade လဲရတယ်။ join ရုံနဲ့တင်ကြည့်ရတာဖြစ်ပါတယ်။အဲ့တော့ဒီမှာကျွန်တော်ဆိုရင် Battlefield 3ခု join လိုက်တာကြည့်လုံး90ရပါတယ်။ခုနကကျွန်တော် video အစမှာပြောခဲ့တဲ့ကျေလုံး90ဘယ်လိုရတယ်လဲဆိုတော့ကျွန်တော်ဒီ Battlefield မှာရှိနေတဲ့ campaign တွေကို join down နေ live နှိပ်လိုက်တာ ဘာ trade မှမလုပ်ဘူးနော် join down နေနှိပ်ပြီးတော့ကျယ်လုံး90ရထားတာဖြစ်ပါတယ်အဲ့တော့ကျယ်လုံး90လည်းရတယ်ကျွန်တော်တို့ရဲ့ trading volume ကဒေါ်လာ900နဲ့အထက်ဒေါ်လာ9000နဲ့အထက်ဆိုရင် price pool တွေကိုအများနည်းသူကျွန်တော်တို့ခွဲဝေရရှိမယ်ထင်မှာပါသွားမှာဖြစ်ပါတယ်ဒါကမှ battle fee တွေ join ရင် join တဲ့လောက်၃ခု join ရင်90 5ခု join ရင်100ပြီးပြီဆိုရင်10ခု join ရင်ကျယ်လုံး200ရမှာဖြစ်ပါတယ် ီလိုပုံစံမျိုးပေါ့နော်ဒီ Vertify မှာရှိနေတဲ့ campaign တွေကအစ်စ်လက်ထပ်တိုးရင်တိုးလာနိုင်တယ်အစ်စ်ထပ်တိုးလာတယ်ဆိုရင်လည်းကျွန်တော် join down တွေဆက်နေဖို့လိုအပ်တယ်အဲ့တော့10ခုအထိလာဖို့သူတို့ကတော့ပြပေးထားတဲ့ပုံစံမျိုးရှိပါတယ်ဒါကျဲအလုံး200ဆိုတော့စုစုပေါင်းကျွန်တော်တို့10ခုသာ join နိုင်နေဆိုရင်ကျဲအလုံး350အထိရနိုင်မှာဖြစ်ပါတယ်အခုဆိုရင် brand တရာမှာရှိနေတဲ့သူကကျဲအလုံး188လုံးမှရှိပါသေးတယ် ကျဲလုံး188လုံးတမကသူ့ရဲ့ရနိုင်တဲ့ reward ကဒေါ်လာ400ဝန်းကျင်ရနိုင်တာဖြစ်ပါတယ်ဒီလိုမျိုး run နေစီးသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဖြည်းဖြည်းချင်း reward တွေကနေတော့နေလာမယ်ဒါပေမဲ့ကျဲတွေကိုစုနိုင်တဲ့လောက်စုဖို့လိုအပ်တယ်အဓိကဒီ campaign ရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီကျဲတွေစုဖို့ပဲဖြစ်ပါတယ်အဲ့တော့ star တွေစုနိုင်တဲ့နည်းကနှစ်မျိုးရှိတယ် regular test လို့ခေါ်တဲ့ဒီ campaign တွေ join ပြီးတော့ဒီ test တွေလုပ်ပြီးတော့ကျဲတွေစုလို့ရတယ်လို့ battle fees တဲမှာပါဝင်တဲ့ campaign တွေကို join ပြီးတော့ ဲ့ဒီထဲမှာ run နေမြင်အောင်လုပ်ထားပြီးကျွန်တော်ကျယ်ရီစုလို့ရတယ်နှစ်နည်းနဲ့ကျယ်စုလို့ရနိုင်တာဖြစ်ပါတယ် okay ပါဒီဗီဒီယိုကတော့ future master ranking ရဲ့ဒီ future master arena ရဲ့ reward တွေကိုဘယ်လိုမျိုးယူလို့ရတယ်လဲကျယ်ရီဘယ်လိုမျိုးစုလို့ရတယ်လဲဆိုတာကိုပြောပြပေးခဲ့တာဖြစ်ပါတယ် join နေတဲ့သူတွေ link လဲထည့်ပေးတာမယ် mobile phone သမားတွေကလည်း future တွေကနေတွားပြီးတော့ join နေမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် reward တွေလည်းအများကြီးရကြပါစေ ားလုံး trade တိုင်းရကြပါစေခင်ဗျာ